Hello အားလုံးမင်္ဂလာရှိချမ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Montclair State University ရဲ့ campus တစ်ခုဖြစ်တဲ့ Bloomsfield College ကို tour ပြမှာဖြစ်ပါတယ်သူကတော့ New Jersey State မှာရှိရပါတော့ Montclair State University ကတော့ Montclair မှာပေါ့ဒါကကျတော့ Bloomsfield မြို့မှာရှိရပါအဲ့ကြောင့်သူက Bloomsfield College ကိုခေါ်ပါတော့ဒီက college ကကျတော့ main campus ဆိုမျိုးဝင်းထဲမှာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုအိမ်လေးနေဟိုဘက်လမ်းကူဒီဘက်လမ်းကူအဲ့လိုပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ စမစပြီးပြလိုက်ပါတော့မေဒါကတော့ Montclair State University ရဲ့ Now Campus School ဖြစ်တဲ့ Bloomsfield College ပိုင်းထောင်းရှေ့အောင်ထောင်းရှေ့မှာ AAD ကတွေ့ရှိရပါတော့။ဒါကြီးကတော့အကြောင်း campus ဒီအကြောင်းအဲ့လိုအဆောင်လေးရှိရယ် classroom ရှိရယ်ဒီမှာအမျိုးကျောင်းဝင်းလို့မဟုတ်ဘူးနော်။ဟို main campus ဆိုမျိုးလေးဒီတိုင်းပဲ။အဲ့လိုအိမ်လိုပုံစံမျိုးနဲ့ office တွေပဲ။ဖြစ်ပါရဲ့အခုတော့မိုးရွာနေပါတယ်ဆိုတော့ ်မိုးကြီးထင်မှာပေါ့နော်ဘယ်လိုသိပေါ့ရှိပါလေအခုတော့မိုးရွာနေပေါ့နော်အစတော်ဒီလိုလေးပေါ့မိုးကြီးထင်မှာပေါ့မိုးကလေလေရောင်းမှပဲရွာမနေ့ကလည်းရွာဒီနေ့လည်းရွာဟုတ်တော့ပဲဖြစ်တတ်တယ်ပေါ့နော်ဆောမိုးကြီးထင်မှာလေမိုးကလည်းမตาစီနိုင်မှာတော့လာပဲပေါ့ခေါက်ပဲရောက်ပြီလေဒါတော့

main campus ကိုပို့တော့တပေါ်ကြာ main campus ကြောက်ကိုလေဟိုကြောင်ရလို့မျိုးလေအဲ့လိုပေါ့နော်ဘာမူရအောင်လမ်းလျှောက်ကစူစီစီနေပေါ့နော်အဲ့လိုတော့ရှိရခုနကဒီနာမတပ်ပုံတွေရိုက်နေတာခါကျော့ဝန်ချန်တောင်ထွက်လာကူညီပေးရမလားတဲ့ဟိုနဲ့မဟုတ်ဘူးလို့ဒီတိုင်း troll လောင်းဝင်လုပ်နေရလို့ဆိုတော့ bye bye เนี่ยอิงการนี่พี่ไป sorry วิตามินซีซ่าเนี่ยวะเนาะชัวร์เลยไม่น่าชื่อเลยไม่ดีมีชื่อแล้วตาไปจ้ะเนี่ยนั่น Knox Hall Human Resources Controller Payroll Accounts Payable ก็สตัฟดีตัวละมันดีพี่เอา Financial Aid Information ที่อเมริกาอะไรวะเนาะเฮ้ยวันนี้มีอะไร မလို့ရရင်လည်းရမှာပေါ့နော်ပြီးပါမယ်ဆက်ဆက်ရှောက်ပါမယ်ဒီဟာတော့ student affairs office ပေါ့နော်ဒီနာ student housing တွေကဒီလိပ်စာပဲပြီးရပေါ့နော်အဲဒီစာရေးပိုင်းလာယူချင်လဲဆိုလေဒီမှာပဲလာယူရရဲ့ package တွေရောပေါ့ကြောင်သားရေးရပေါ့အဲ့လိုပုံစံမျိုးပါဟုတ်ဖြစ်ပါရဲ့ရှင်ဒီပါဆက်တော့ပါမယ် student affairs ဒါတော့ learning center လို့မျိုး tutoring center လို့မျိုးပေါ့နော် center for student success အင်ဆိုင်ပါရေကူပေးရအလိုပုံစံမျိုးနေရဖြစ်ပါတယ်ဒီကြောက်တုံးနေရာကြတော့ရေကြောင်းသားအလိုအလမနိုင်ဒီပေါ့နော်ခုနှစ်တိပါတယ်အလိုထောင်ကွာရှစ်ပေါ့နော်အဲ့လိုမျိုးထိမ့်မတ်ကြောက်တုံးလေးဖြစ်ပါတယ်ဒီညာဘက်မှာကြတော့ dining hall ရှိပါတယ် dining hall ဆိုစာလာစာလို့ရနေရှိပါတယ်ဒါတော့ခုနတို့ရဲ့ hall ပေါ့နော်ဒီမှာပွဲပါလေလောက်တာနဲ့တူရေဒီကားနဲ့ပေါ်တက်သွားရလို့ရှိရယ် ီကတော့ comments area ပေါ့နော်မှာလာပြီးတော့စုံလို့ရတဲ့ပုံစံမျိုးပေါ့ဖိုင်ကုန်လေးလည်းထားပေးထားရဆိုပြီးဒါကတော့လမ်းဖြတ်ခူလိုက်တာပေါ့နော်ဒီမှာ university police ရှိမယ်ပါကင်နဲ့ပတ်သက်တဲ့ဟာရှိမယ်ပြီးတော့ဒီဝန်ထမ်းတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့ဟာတွေလုပ်တဲ့ office ဖြစ်မယ်နေတူလို့ပေါ့နော်ဟာပါလေမသိ။ចောင်းဆောင်လည်းဖြစ်နိုင်တယ်။អូយីយោយីថាទេហូបမ security office တဲ့တခုခုပျောက်တာလို့ပါလို့ဆိုလို့ရှင်းတယ်ဒီမှာလာယူရမျိုးနဲ့တူတယ်ပေါ့နော်ဘယ်လိုပေါ့စောက်ဦးကတော့ဒီလိုရှိကဲဒီရှိမှာတော့ campus map ရှိပေါ့နော်ဒီကဘယ်မှာဘာဒါပဲ Austin place တဲ့မလန်နာမည်ရှိမယ် you are here ဘယ်မှာလဲအော်ဒီမှာကိုရောက်ကိုဒီနာမရှိရငါ parking တော့အနောက်မှာပေါ့နော်အားကြောင့် parking service နဲ့ ဒါခုနကတော့သွားခဲတဲ့ဟာအချို့ပါတယ်ဗောနော်ဒီဟာအကုန်ပါပဲ main campus ဆောက်တော့မချေဗောနော်ဒီလောက်ရှိရစစပောင်းလေးစက်တစ်ခုလေးဒီမျိုးရှိပါတယ်နာမည်လေးအလိုခေါ်တာဗောနော်ဆိုတော့ဒါပါပဲဒီနောက်မှာတော့ဘာလို့ Amazon box ရှိမယ် pick up box လေးရှိမယ်ဒါတော့ parking lot ဖြစ်ပါတယ် parking တော့ပြီးတော့ရလို့ရပါဗောနော် parking တော့ ီမှာတော့ကဲလို့ဟိုပစ္စည်းမရဲဒီမှာလာပြီး pick up လုပ်ချင်တယ်ဆိုရှင်တော့ဒီမှာလို့နံပါတ်နဲ့ပေါ့နော်ဒီမှာ box လေးတီးလေးရှိပါတယ်ဒီ college ဒီ pack campus ကကြတော့ undergraduate များနေတူရပေါ့နော်တကယ် main campus မှာကြတော့ graduate တွေအဲ့လိုတော့ဖြစ်မဲ့ထင်တယ်ပေါ့နော်အစုံပဲတော့ဖြစ်ဖြစ်မှာပေါ့ဘာလို့လဲဆိုဒီဖက်ကကလေးရပို့ပြီးတော့နေတလို့ပဲပေါ့နော်အဲ့လိုမျိုးတွေ့ရပါတယ် ဒီ area တဝိုင်းမှာနေတဲ့သူတွေကတော့ Africa ဖက်ကသူတွေများအဲ့ပေါ့နော် international students ဆိုရင်တွေ့ရတော့ပေါ့နော်ဒီ area အဲ့လိုမျိုးကိုဆိုတော့ community လဲကြီးရပေါ့နော်ဒါကတော့ IT ဌာနဖြစ်ပါတယ် information technology help desk ပေါ့ Okay အကောင့်တွေဘာတခုဖြစ်တယ်ဘာညာခွင့်ကွာတွေဖြစ်တယ်ဆိုရင်တော့ဒီမှာသူတို့ရဲ့ office ရှိပါတယ်ဒီဟာကတော့ library ဖြစ်ပါတယ် library လို့ထင်တယ်ပေါ့နော်အကြီးကြီးဆိုတော့လေး ဒီက canvas ကကြောင့်အဲ့လိုမျိုးလှလှလေးဝင်နေမဟုတ်ဘူးနော်ဘီမဆိုလည်းအဲ့လိုကားကြီးတောင်းနေအောင်ပဲဘာလို့ဆိုလမ်းကိုအဲ့တော့ဟိုဖက်လမ်းကိုဒီဖက်လမ်းကိုပေါ့နော် college hall ရဲ့ library မဟုတ်ပါဘူး college hall ဖြစ်နေဒါတော့ပိုကြီးရဲ့ပေါ့နော်လို့ရှိမှာမယ်ဒါဒီဖက်လမ်းကိုခူလိုက်တယ်ဆိုရင်တော့ဒီမှာ gym ရှိပါတယ်အထင်မှဘာရှိလဲမသိဘူးနော်ကိုလည်းဝင်လို့မရတော့လေး တကယ်မှာတော့ gym အကြီးကြီးရှိပါရဲ့ Bloomsbury College ရဲ့အကြီးကြီးထားရပါတော့ Library ကအခုမှဒီမှာဖြစ်ပါတယ်အဲ့လေအကြီးနော်ခုနကဒိုင်း hall လေးပဲအဲ့တော့ gym ကနေဒီဘက်ကိုလမ်းလျှောက်လာပြီးဆိုရင်တော့ library ဖြစ်ပါတယ်ကင်မရာလေးနည်းနည်းရောဝါနေလိမ့်မယ်မိုးကြီးနည်းနည်းစင်တော့လေအဲ့ဒါလေးခွင့်လွှတ်ပေးပါ library ဖြစ်ပါတယ်ဟဲ့မနေချောင်းကြည့်လို့ရလားမသိဘူးတက်ကြည့်လိုက်မယ်နော် <laughs> Thank you. င်တော့ဝင်လို့ရတော့တယ်ပေါ့ဒါမဝင်တော့ပါဘူးအဲ့မှာလေသူက2000ခုနှစ်တောင်ဆိုင်လို့ရေးထားတယ်ပေါ့နော်ပြီးတော့ budget ဒီခုနပြရတဲ့ဟာလေးလေပြီးတော့သူတို့မှာ event နေရှိရယ်ပြီးတော့ study room လေး book လို့ရတယ် computer တွေရှိရယ်အဲ့လိုပေါ့နော်တတိလေးပေါ့ဒီမှာတော့ဆက်သွားမယ်ဘာလို့ပဲလောက်မသိထိလိုက်အောင်ပေါ့နော် library bay မှာတော့ center for technology နဲ့ creativity ဒီ building လေးရှိပါတယ်။နောက်တော့ classroom ဖြစ်ဖို့များမယ်တွေ့ပေါ့နော်။စမကလည်း tour guide မပါလာအောင်ခုနကတော့ပြန်သွား။အဲကွာကိုပဲဒီမှာ tour light လုံးနေရပေါ့နော်။ပြီးတော့ဒီကြားလေးကနေကြည့်လိုက်။ဆိုလို့ရှိရင်လို student housing လေးဘက်ကိုပြန်ရောက်သွားရပေါ့နော်။အဲ့ဒီမှာကြောင်တက်မယ်ဆိုရင်တော့ easy ပဲပေါ့။ဒါတော့ housing နေဖြစ်သွားတယ်နောက်မှလေ။ဒါဆိုလို့ရှိရင်တော့ပြန်มาတော့မယ်။ ီမှာပုံမှန်ဆိုရင်တော့နေပူရယ်ဆိုရင်တော့လူရင်ပေါ့အထိုင်လို့ရရပေါ့ခရောမိုးရနေရောလीဘူးမှလည်းမတွေ့ပြီးတော့အခုဖြစ်ချင်တော့ဆမ်မဖြစ်နေရလीဆမ်မဆိုတော့အတန်းနေရတိတ်မရှိဘူးပေါ့နော်လူတွေကအိမ်ပြန်ကြရဲဒါမှမဟုတ်လဲအလုံးလုံးကြရဲပေါ့အဲ့လိုချောင်းဖြစ်ပါတယ်လို့အားလုံးပဲအဆုံးသတ်ချက်ပြတော့ကျေးဇူးများတင်ပါတယ်နည်းနည်းပါးပါးညီကလေးရမယ်လို့ထင်နေပါတော့အဲ့တော့ now vlog မှာပြင်ပြီးတော့ဆက်ကြပါမယ် bye bye